မြမတမိုင်မှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုခဲ့တဲ့ဖြစ်စဉ်တိုင်းမှာတက်မတော်အနေနဲ့အလျှော်ပေးလက်ခံခဲ့တဲ့အစဉ်လာမရှိတာကြောင့်တရားတော်စစ်ကိုဆက်တိုက်မယ်လို့လက်စကဥက္ကရာဘူဂျုံမူကြီးမင်းအောင်လိုင်ကပြောပါရယ်2025ခုနှစ်မတ်လ29ရက်မှာကြာရောက်တဲ့80ပြည့်တက်မတော်နေ့အခမ်းအနားမှာမင်းကုန်းပြောစဉ်သူကပြောကြားခဲ့တာဖြစ်ပါရယ် ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအပြစ်မဲ့ပြည်သူတွေအပေါ်အကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုတိုးတောင်ဝင်အရေးသုံးပါးကိုထိပါလာတဲ့လက်နက်ကင်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်တင်ခံလို့မရတဲ့အတွက်တပ်မတော်အနေနဲ့ပြည်သူလူထုတရက်လုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့အတူတရားသောစစ်ကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်တဲ့မြန်မာသမိုင်းမှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြမ်းကင်တောင်းဆိုခဲ့တဲ့ဖြစ်စဉ်တိုင်းမှာတပ်မတော်အနေနဲ့အလျှော်ပေးလက်ခံခဲ့တဲ့အစဉ်လာမရှိတာကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစင်ကိုကာကွယ်ဖို့နဲ့တိုးတောင်ဝင်အရေးသုံးပါးကိုထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက် ရဲဘော်တို့အနေနဲ့အသက်ကိုပဓာနာမထားဘဲစွန့်လွတ်စွန့်စားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကိုခြေပုံစွာထမ်းဆောင်သွားကြဖို့အလေးထားမှာကြလိုပါတယ်လို့ပြောပါတယ်။တိုင်းဒါလန်နဲ့ကိုင်းအဖွဲ့အစည်းတချို့ကနိုင်ငံအတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာကိုအခွင့်ကောင်းယူပြီး PDF တွေနဲ့နိုင်ငံတော်လုံခြုံရေးနဲ့တည်ငြိမ်အေဂျင်စီပြပြအောင်နီလန်ပေါင်းစုံနဲ့လှုပ်ဆောင်ခဲ့ကြတယ်လို့သူကပြောပါတယ်။လက်နက်ကင်ထားသူတွေရာထာဝရငြိမ်းချမ်းရေးရရှိပြီးပြည်ထောင်စုနဲ့အတူပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်လှမ်းရည်ထက် နယ်မြေအလိုက်နယ်တနယ်ဒါရစင်စစ်ပြင်ဝါဒကူတာကျင့်သုံးလိုတာကြောင့်တိုင်းဒါစီလုံးညီညွတ်ရေးကိုထိခိုက်လာနိုင်တဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့ရတယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါတယ်။လက်ရှိမှာမြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မွန်ပြည်နယ်၊ကယားပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးတို့မှာမြန်မာတပ်မတော်နဲ့လက်နက်ကိုင်အင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလျက်ရှိပါတယ်။အဲ့ဒီတိုက်ပွဲတွေကြောင့်တိုက်ပွဲရှောင်၃သန်းကျော်ရှိလာပြီးတ နေအိမ်အဆောက်အုံပေါင်းတောင်းတဲ့ချီမီးလောင်ပျက်စီးထားသလိုပညာရေးအဆောက်အုံတွေလည်းပျက်စီးထားပါတယ်မြန်မာတပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့လက်နက်ကိုင်တွေမှာကရင်မျိုးသားစီယုံ KNU ချင်းမျိုးသားတပ် UCNF အရက်ကတတော် A တန်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကချင်လွတ်လပ်ရေးတပ်မတော် KIA မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကရင်အမျိုးသားတိုးတက်ရေးပါတီ KNPB တို့ဖြစ်ပါတယ် အဲ့ဒီလက်နက်ကိုင်အင်အားစုတွေကနာဆာခတဲ့မြန်မာတပ်မတော်ကိုဖျောက်ချရေးကြိုးပမ်းလျက်ရှိသလိုတချို့ကတီးကြလွတ်လပ်ရေးအပါအဝင် Confederation အဆင့်ရရှိရေးအထူးဒေသအဖြစ်သတ်မှတ်ပေးရေးပလောင်ပြည်နယ်အဖြစ်အတိအမှတ်ပြုပေးရေးစသဖြင့်မတူညီတဲ့တောင်းဆိုမှုတွေနဲ့ယက်တီလျက်ရှိပါတယ်။